ရန်နီယာကိုနိုင်ပြလိုက်တာနဲ့တင်ခန်းဆက်ကိုလေးတိုက်ပြီးစိန်ခေါ်လိုက်တဲ့ Brandon Allen ။ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Manchester Football ဆောင်တင်ဆက်နေပါတယ်။ Brandon Allen ကတော့ Ryanair Director ကိုအနိုင်ရရှိခဲ့ပြီးတဲ့နောက်ခန်းဆက်ကိုလေးတိုက်လိုက်ပြီးဖြစ်ပါတယ်။ကျွန်တော်ခုနိုင်ပွဲအတွက်အရန်ပျော်ပါတယ်။ကနေဒါပရိသတ်ရှေ့မှာကစားတာကွန်စီယာကောင်းပါတယ်။ကျွန်တော်အင်တာဗျူးမှာပြောခဲ့တဲ့အတိုင်းကစားနိုင်ခဲ့တာတကယ်ဝမ်းသာပါတယ်။ကျွန်တော်ခုပွဲအတွက်၃ဘတ်ခွဲလောက်ပဲလေ့ကျင့်ချင်ရပါတယ်။ကျွန်တော်အသင်းပေါ်ကြီးကြောင်းတာဒီပွဲကိုနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီသုံးဘက်လုံးမှာကျွန်တော်တို့နဲ့ပဲလေ့ကျင့်ပြီးတော့ကိုကဘယ်ပိုင်းနေကောင်းနေမကောင်းမှုဆိုတာတေချာစမ်းသိခဲ့ပါရီပရိသတ်တွေကိုခရီးပေးထားသလိုပဲကျွန်တော်ပိုကောင်းနေဖိုက်တာတယောက်ဖြစ်ပြန်လာချင်တာပါအသက်ငယ်ပြီးတော့ grappling ကောင်းနေဖိုက်တာနဲ့တွေ့ကျင်ပါရီလို့ခန်းဆက်ကပြောပူပါရီအခုကျွန်တော်ဒီမှာရှိနေပါပြီလို့အယ်လန်ကလေးတိုက်လိုက်တာဖြစ်ပါရီပထမဆုံး Brandon Allen ရဲ့ Randy Arrieta နဲ့ပွဲကိုအသေးစိတ်ပြန်ကြည့်ကြရအောင်ပါဒီပွဲက2025ဒေါ်မှာ16ရက်နေ့မှာ UFC Fight Night Vancouver မှာကျင်းပခဲ့တာဖြစ်ပါရီ အဲလန်ကမီဒဝေးတန်းမှာဆင်6ကနေရက်တည်နေတာဖြစ်ပြီးတော့ဒေတာကတော့နံပါတ်4မှာရှိနေခဲ့တာပါဒေတာက UFC မှာကစားထားခဲ့ပြီးသမျှ၄ပွဲစလုံးကိုနိုင်ရရှိထားပြီးတော့အဲဒီထဲမှာ Robert Whittaker ကလို့ Fighter မျိုးလဲပါဝင်နေတာကြောင့်ဒီပွဲမှာတော့အဲလန်ကိုတတရာနဲ့ပဲအနိုင်ယူပြနိုင်လိမ့်မယ်လို့ပရိသတ်တွေကထင်ထားခဲ့ကြတာပါပွဲရဲ့စပိုင်းမှာတော့ဒေတာကသူ့ရဲ့ grappling ဆွမ်းရည်ကိုအသုံးပြုပြီးဓမ္မချီမှာအဲလန်ကိုချုပ်ကင်ထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့အဲလန်ကသူ့ရဲ့ခံနိုင်ရည်နဲ့ခွန်အားကိုအသုံးချပြီးတော့ဒေတာရဲ့ချုပ်ကင်မှုကနေလွတ်မြောက်နိုင်ခဲ့ပါတယ် ဒုတိယချီမှာတော့ Alan က striking ပုံမထက်မြက်လာပြီးတော့ Data ကိုထိုးချိမှုတွေနဲ့ဖိအားပေးနိုင်ခဲ့ပါတယ်။တတိယချီမှာရောသရုပ်ထချီမှာပါ Alan က Rania ကိုအသာစီးကနေကစားနိုင်ခဲ့ပြီးတော့ Rania အရှုံးပေးလိုက်ရတာကြောင့်နိုင်ပွဲရရှိသွားခဲ့ပါတယ်။ပွဲပြီးအင်တာဗျူးမှာ Alan ကကနေဒါပရိသတ်တွေရှေ့မှာကစားရတာဂုဏ်ယူစရာဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူကပရိသတ်တွေကိုကတိပေးထားတယ်လို့ပိုကောင်းတဲ့ fighter တယောက်အဖြစ်ပြန်လာခြင်းတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့သူ့ရဲ့အသင်းပေါ်တွေကလက်ကျင်မှာအများကြီးကူညီပေးခဲ့လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါပြင်အလန်ကအရင်ကပြောခဲ့တဲ့ခန်းစက်ရဲ့စကားတခုကိုကိုးကားပြီးတော့ကြွေးကြော်ခဲ့ပါတယ်။ခန်းစက်ကတစ်ချိန်ကအသက်ငယ်ပြီးတော့ grappling ကောင်းတဲ့ fighter နဲ့တွေ့ကျင်တယ်လို့ပြောခဲ့ဘူးပါတယ်။အလန်ကအဲဒီစကားကိုပြန်ကောက်ပြီးတော့အခုကျွန်တော်ဒီမှာရှိနေပါပြီဆိုပြီးကြွေးကြော်ခဲ့တာပါ။ဒီစကားကအဲလန်ရဲ့ယုံကြည်ချက်နဲ့ခန်းဆက်လိုထိတ်တန်းဖိုင်တာတယောက်ကိုစိန်ခေါ်လိုတဲ့ရည်မှန်းချက်ကိုပြသခဲ့ပါရီ။ဒါပေမဲ့အဲလန်ကဒရေတာကိုနံရရှိခဲ့ပေမဲ့ခန်းဆက်ရဲ့ level မျိုးမှာတော့မရှိသေးဘူးလို့ယူဆမိပါရီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ခွဲချမ်းစိတ်ပြပြပါမယ်။ တပါဆုံး Elan က Grappling မှာအရန်ကောင်းပါတယ်သူရဲ့ Submission စွမ်းရည်ကထိတ်တန့်အဆင့်ဖြစ်ပြီးတော့ Devita လို Grappling မှာအာတန်တဲ့ Fighter ကိုအနိုင်ရရှိခဲ့တာကသူရဲ့စွမ်းရည်ကိုတက်တည်ပြပါတယ်ဒါပေမဲ့သူနိုင်ရခဲ့တဲ့ Fighter တွေထဲမှာခန်းဆက်လို့ထိတ်တန့် Champion ရင်းနဲ့ရှင်ပြိုင်ကယ်ပွဲအတွေ့အကြုံမရှိသေးပါဘူးဥပမာအဖြစ်တော့ Marvin Vettori ဒါမှမဟုတ် Nestor Dine Imamov တို့ဟာကောင်းတဲ့ Fighter တွေဖြစ်ပေမဲ့ခန်းဆက်လို့ Duplessis ကိုတောင်မှ၅ကြီးစလုံးဒုက္ခရောက်စေခဲ့တာမျိုးသူမလုပ်ပြနိုင်သေးပါဘူး ခန်းဆက်ကတော့လက်ရှိမေတ္တဝဲချန်ပီယံဖြစ်ပြီးတော့သူရဲ့ရှုံးပွဲမရှိတဲ့မတ်တန်ကသူရဲ့လွှမ်းမိုးနိုင်မှုကိုပြသတာဖြစ်ပါတယ်ခန်းဆက်က grappling မှာသာမကပဲ striking မှာလည်းအတော်လေးကောင်းမွန်ပါတယ်သူရဲ့ပါဝါနဲ့မြန်တုံးက fighter တွေကိုဖိအားပေးနိုင်ပြီးတော့ပွဲတွေကိုလျင်မြန်စွာအဆုံးတက်နိုင်ပါတယ်ဥပမာဖြစ်တော့သူက Robert Whittaker ကိုပထမအချီမှာ TKO နဲ့အနိုင်ရရှိခဲ့ပါတယ် double six ကို၅ကြိမ်စလုံးလွှမ်းမိုးကစားနိုင်ခဲ့ပါတယ်ဒီပွဲတွေကခန်းဆက်ရဲ့အဆင့်တန်းကိုထင်ရှားစေခဲ့ပါတယ်အယ်လန်ကခန်းဆက်ကိုကြွေးကြော်ခဲ့တာသူရဲ့ယုံကြည်ချက်ကိုပြသတာဖြစ်ပြီး ဒါကဖိုက်တာတယောက်အနေနဲ့တဘာဝကြပါလိမ့်။ဒါပေမဲ့သူတို့တကယ်လက်တွေ့ပွဲတွေ့ရင်တော့ခန်းဆက်ကတတရားနဲ့ပဲသူ့ကိုအနိုင်ရရှိသွားနိုင်ပါလိမ့်။ခန်းဆက်ရဲ့ grappling နဲ့ striking နှစ်ခုလုံးကောင်းမွန်တာကအဲလန်ကိုအခက်တွေ့စေနိုင်ပါလိမ့်။အဲလန်ကခန်းဆက်ရဲ့အဆင့်ကိုရောက်ဖို့ဆိုရင်ထိတ်တန့်ဖိုက်တာတွေနဲ့နောက်ထပ်ပွဲတွေဆက်နိုင်ဖို့လိုအပ်တယ်လို့မြင်မိကြပါခင်ဗျာ။စုံလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါရမြ။